ိုသည်လေးစားအပါတော်မိဘပြည်သူပေါင်းတို့ခင်ဗျာကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေလို့ဥစွာပဏမနှုတ်ဆုံးဆက်သအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မြို့သားကျူစီဘတုတ်တေးပါတီ NNDB ဘူဥက္ကဋ္ဌဦးစန်းစိုးဖြစ်ပါတယ်မွန်ပြည်နယ်မှာရှိစိုက်ထားတဲ့ပါတီတစ်ခုဖြစ်ပါတယ်မကြာခင်မှာတတိယကျင်းလွှတ်တော်အတွက်ပါတီစုံဒီမိုကရေစီရွှေရွှေရေကောက်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူများရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုဟာဘလောက်အရေးပါလဲရေကောက်ပွဲကနိုင်ငံတော်ပြည်သူမျိုးလေးရဲ့ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်ကိုဘလောက်ထိထင်ရှားစေလဲဆိုတာ မြေဝါထင်ထင်တွေ့မြင်ကြရတော့မှဖြစ်ပါတယ်။ယနေ့ကမ္ဘာနိုင်ငံအသီးသီးဟာကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်မျိုးသားကျူးစုရောပုံမှာသာစက်တီနေခဲ့ကြပါတယ်။ဒီကနေ့ကျွန်တော်တို့နိုင်ငံဟာနိုင်ငံတကာရဲ့ဖြီးအားတွေကိုကြီးကြီးမားမားခံနေရပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်တိုင်းပြည်ရဲ့စီးပွားရေးလူမှုရေးလုံခြုံရေးတွေကိုလည်းအဖက်ဖက်ကစိုးရိမ်ပူပန်နေကြရတဲ့အချိန်ကာလလည်းဖြစ်နေပါတယ်။ငွေကြေးဖောင်းပွားမှုကြောင့်ကုန်စည်နှုန်းကြီးမြင့်မှုဒဏ်တွေကိုလည်းပြည်သူတွေခံစားနေကြရပါတယ်။ပြည်ပနိုင်ငံများရဲ့ဆုတ်ဖက်မှုကြောင့်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ချိန်ပါတဲ့ဖြစ်ရက်တွေလည်းပေါ်ပေါက်ခဲ့ပါတယ်။မိမိတို့နိုင်ငံကြီးပထမနိုင်ငံကြီးအချိန်ဒီပြည်ပကသူတို့နှောက်ချက်မှုများကြောင်းနိုင်ငံတော်ရဲ့တည်ငြိမ်ရေးလူချုံရေးနဲ့အထုချာအာဏာတည်တံ့ခံရေးအတွက်ပြည်သူတရားလုံးနဲ့အမျိုးသားရေးအင်အားစုများပေါင်းစည်းပါဝင်မှသာတည်တံ့ခံမှမရှိမယ်ဆိုတာကျွန်တော်တို့ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပါတီတည်တဲ့မိဘပြည်သူများနဲ့အတူနိုင်ငံတော်တိဆောက်ရေးမှာကြားရအခန့်ခန့်နဲ့ကနေပြီးပါဝင်ဆောင်ရွက်နိုင်မှုတည်တင်းတက်ချထားပါတယ်။လူတွေလေးစားပါတော့မိဘပြည်သူများခင်ဗျာ။ ပါတီရဲ့အခြေခံယက်တီချက်နဲ့မူဝါဒကိုတင်ပြလိုပါတယ်ကျွန်တော်တို့အမျိုးသားကျိုးစုပေါင်းတုတ်တွေပါတီရဲ့အခြေခံယက်တီချက်ဟာတိုင်းရင်းသားအားလုံးနဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ကျိုးစုပေါင်းတိုင်းပြည်ရဲ့အမျိုးသားကျိုးစုပေါင်းပေါ်တက်ပြတ်တသားယက်တီသွားမှာဖြစ်ပါတယ်မူဝါဒအဖြစ်အခြေခံယက်တီချက်တူညီတဲ့မြည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းများနဲ့မဆိုပူးပေါင်းဆောင်ရွက်သွားပါမယ်တိုင်းရင်းသားများအကြမ်းတမ်းသူအခွင့်အရေးရရှိရေးနိုင်ငံရေးလူမှုရေးပြည်ပခံများချုပ်ငင်းစီရေးတို့ကိုဥတီဆောင်ရွက်သွားမှာဖြစ်ပါတယ်အထူးသဖြင့် မျိုးဆက်သစ်တွေအတွက်ကောင်းမွန်သောနိုင်ငံရေးဝန်ကျင်သစ်ပညာရေးအခြေခံသစ်တွေဖြစ်ပေါ်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။အမျိုးသားအကျိုးစုပေါင်းပေါ်မှာအခြေခံပြီးနိုင်ငံချစ်စိတ်လူမျိုးချစ်စိတ်နိုင်ငံတော်ကိုကာကွယ်ဆောင်ရှောက်လူစိတ်တွေကိုမမှန်ကန်ကန်နဲ့အဆုံးမရောက်စေပဲပြုစုပြုထောင်ပေးသွားမှာဖြစ်ပါလေ။ဆက်လိုက်ပြီးကျွန်တော်တို့ပါတီမူဝါဒရဲ့ကအရေးကြီးဆုံးအပိုင်းတွေကိုတင်ပြခြင်းပါတယ်။တိုင်းသားများကဏ္ဍမြို့သားကျူစီပေါ်တုတ်တေးပါတီအနေနဲ့တိုင်းသားများကဏ္ဍပေါ်မှာအလွန်အနည်းနဲ့ထားပါတယ်။ လူမျိုးဆက်ဒေသဆွဲပြန့်ပျောက်ကင်းပြီးမြန်မာနိုင်ငံဟာတိုင်းရင်းသား135ပြည်လုံးရဲ့တခုတည်းသောနိုင်ငံတူညီသောရည်မှန်းချက်ညီမျှသောဖွံ့ဖြိုးတိုးတက်မှုအချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှုရှိပြီးတန်တရားတွေပျောက်ကင်းတဲ့ငြိမ်းချမ်းတဲ့အခြေအနေတစ်ခုရောက်အောင်ဆောင်ရွက်ဖို့ရည်မှန်းထားပါတယ်။ဒါမှသာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကိုအယောင်လှမ်းနိုင်မှာဖြစ်ပါတယ်။ဒါပြင်တိုင်းရင်းသားလူမျိုးအသီးသီးတို့၏အမျိုးသား၏လက္ခဏာများဒလေထုံးတမ်းများစာပေနှင့်ရိုးရာယဉ်ကျေးမှုအဝင်တွေများကိုမပြောက်ပြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကိုအလေးထားပါမယ်။ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကျွန်တော်တို့အနေနဲ့ပြည်သူ့ကျန်းမာရေးကိုအခြေခံအခွင့်အရေးဖြစ်သတ်မှတ်ထားပါတယ်။ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးကိုဒန်းတူခံစားခွင့်ရရှိစေပါမယ်။ကျေးလက်ဒေသနဲ့ခက်ခဲတဲ့ဒေသတွေမှာစီးုံစည်းကမ်းတွေကိုတိုးချဲ့တည်ဆောက်ပေးပါမယ်။ပြည်သူတွေအတွက်ပြည်သူ့စီးရုံကြီးတွေနဲ့ကျေးလက်စည်းကမ်းများအားအဆင့်မြင့်နေမှုကြိုးပမ်းသွားပါမယ်။စီးပွားနဲ့ဆရာအောင်များလုံလောက်အောင်စနစ်တကျဖြန့်ဝေပေးပါမယ်။လူတိုင်းကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှု ဇိတ်သက်သာ၍အမတ်ခံချက်ရှိသောကျန်းမာရေးဆောင်ရှားမှုအခွင့်အလမ်းများရှိစေရန်ဆောင်ရွက်ပေးသွားပါမယ်။ပညာရေးကဏ္ဍကလည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွေအခြေခံအုတ်မြစ်ဖြစ်ပါတယ်။နိုင်ငံသားများဟာဒန်းလူကြီးများပညာသင်ကြားခွင့်ရရှိခြင်းမှရှိပြီးပညာသင်ကြားရေးသည်အ ਨੇ စုံမူလဒန်းနှင့်အခြေခံအဆင့်တွင် အခမဲ့သင်ကြားခွင့်ရရှိအောင်ပံ့ပိုးဆောင်ရွက်သွားပါမယ်။ကျေးလက်ဒေသနှင့်ကျောင်းသားကျောင်းသူများတွင်အခြေခံကျောင်းသုံးပစ္စည်းများအခက်အခဲမရှိအောင်ဓာတ်ရိုက်ထောက်ပံ့ပေးမယ်။ဤပညာတက္ကသိုလ်ပညာ အသိမွန်းကြောင်းတည်နှန်းတွေကိုတုချေပေးပြီးလူငယ်တွေကိုအလောက်ကန်အခွင့်လန်းတွေလုပ်ငန်းခွင်နဲ့ဓာတ်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့လက်တွေ့ပညာရပ်တွေကိုဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဥပဒေပြည်ရေးနဲ့တရားစီရင်ကဏ္ဍဒီကနေ့ဥပဒေပြည်ရေးနဲ့တရားစီရင်ဟာပြောင်းလဲနိုင်မှုများစွာမတွေ့ရသေးပါဘူး။ပြည်ရှင်ဖြစ်သက်သွင်းတဲ့ဥပဒေတွေအများကြီးလိုနေပါသေးတယ်။နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အထောက်အပံ့မဲ့ဥပဒေတွေရာဇဝတ်မှုကြစင်းရေးအတွက်ပြုမှုပြည်ထောင်ပြတာတဲ့ဥပဒေတွေပြဋ္ဌာန်းဖို့လိုအပ်ပါသေးတယ်။ပြည်သူအခြေပြုတဲ့ဥပဒေတွေ အမျိုးသားအကျိုးစုပေါင်းကိုပံ့ပိုးပေးတဲ့ဥပဒေတွေဖြစ်ရပါမယ်။ကျွန်တော်တို့အားလုံးဥပဒေရဲ့အောက်မှာဥပဒေရဲ့တူညီတဲ့ကာကွယ်စောင့်ရှောက်မှုကိုရရှိဖို့ဆောင်ရွက်ပေးသွားပါမယ်။လူ့ပိုင်ခွင့်အာဏာကိုအလုံးစုံသုံးစွဲတဲ့လူရက်တွေကိုအစိုးနိုင်ပရှားသွားပါမယ်။အုတ်ချုပ်ရေကဏ္ဍအုတ်ချုပ်ရေကဏ္ဍမှာဆိုရင်လေစတွေးနဲ့လက်တွေ့ရေရှင်းနှပါနဲ့ပြည်စုံတဲ့နိုင်ငံတကာအမြင်ရှိတဲ့စီမံခန့်ခွဲပညာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားပြီး Strong Government ဆိုတဲ့ချစ်လက်ခံပါတဲ့အစိုးရဖြစ်ဖွဲ့စည်းနိုင်ဖို့လိုပါတယ်။ ဘူရိုကရေစီရန်တရားရဲ့လက်ပတ်ပုံကိုကောင်းစွာသိရှိပြီးကောင်းစွာစီမံခန့်ခွဲနိုင်တဲ့အစိုးရအဖွဲ့ဖြစ်ဖို့လိုပါတယ်။ဆုံးဖြတ်ရဲသူတွေပြဿနာကိုဖြေရှင်းရပြီးမူဝါဒအမှန်ချမှတ်နိုင်သူတွေတောင်းယူမှုတောင်းခံမှုရှိသူတို့နဲ့ဖွဲ့စည်းထားဖို့လိုပါတယ်။ပြည်ထောင်စုအစိုးရတမကတိုင်းဒေသကြီးနဲ့ပြည်내အစိုးရတွေအစိုးရအဖွဲ့ဝင်တွေပါအရေးရှိမြန်မာသူတွေတိုင်းရှိပြည်ရှိစိတ်ရှိသူတွေနဲ့ဖွဲ့စည်းနိုင်ဖို့လိုပါတယ်။စီးပွားရေးကဏ္ဍနိုင်ငံတကာနိုင်ငံဟာစီးပွားရေးမတိုးတက်တာနဲ့ဂျန်နဲ့ကဏ္ဍတွေမှာအလိုလျောက်အားနည်းလာတတ်ပါတယ်။ ိုင်ငံစီးပွားရေးတိုးတက်မှုဆိုရ၌လူဒန်းစား300စလုံးရဲ့အကြီးစားဖြစ်ပါတယ်။အထူးသဖြင့်ရာဂိုင်နှုန်း80ကျော်ရှိနေသေးတဲ့အခြေခံလူဒန်းစားတွေရဲ့စောင့်နေကြရအဓိကကြပါတယ်။အခြေခံလူဒန်းစားတွေရဲ့မိသားစုတက်တာချောင်းကြီးကိုအလေးထားစောင့်ရတော့မှာဖြစ်ပါတယ်။ဒါပြင်ပြည်သူတွေတူးကြီးမှုတွေတိုးတက်လာစေရေးအလုပ်ကံခွင့်လန်းများရရှိစေရေးဈေးကွက်နေသည့်ပညာတိုးတက်ရေးစမှုစီးပွားလုပ်ငန်းတွေတိုးတက်ရေးအတွက်ခေတ်စနစ်နဲ့ကိုက်ညီတဲ့မူဝါဒတွေရေးဆွဲပြီးပံ့ပိုးကူညီဆောင်ပေးတော့မှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုဖော်ဆောင်ပေးတဲ့ကဲ့သို့ဗီဒိုဆိုကြဖြစ်တဲ့ရင်းရှင်စီးပွားရေးလုံခြုံရေးအမှုတွေကိုလည်းဆင့်ကျင်တိုက်ဖြစ်သွားမှာဖြစ်ပါတယ်။တောင်သူလယ်သမားများကဏ္ဍကျွန်တော်တို့နိုင်ငံမှာစိုက်ပျိုးရေးဒီအချိန်ကြားတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။နိုင်ငံလူဦးရေ80ရာခိုင်နှုန်းကျော်တဲ့တောင်သူလယ်သမားများနဲ့အလုပ်သမားများကဏ္ဍဟာအရေးကြီးဆုံးဖြစ်ပါတယ်။ဒီကနေ့လယ်သမားများအနေနဲ့အကျိုးညွန်တော်မှနေနေတာကိုစစ်တမ်းများရတွေ့ရပါတယ်။ငွေကြေးအရင်းနှီးမှုပံ့ပိုးမှုသွေးအားစုနဲ့ဓာတ်ပြဩဇာရရှိမှုစိုက်ပျိုးရေးအချိန်မီရရှိမှုမှန်ကန်တဲ့ဈေးကွက်ရရှိမှုတို့ စိုက်ပျိုးပင်မှန်ကန်မှုတွေသည်တောင်သူများတွေရဲ့အရေးကြီးသောအရာတွေဖြစ်ပါတယ်ဒါကြောင့်တောင်သူများတွေအဓိကလိုအပ်တဲ့စိုက်ပျိုးစိတ်ချင်းငွေဓာတ်မြူဩဇာပံ့ပိုးမှုစိုက်ပျိုးနည်းပညာအခြေမီရရှိရေးနဲ့စိုက်ပျိုးသီးနှံများကိုဇုကွက်ဝင်ရောက်ခွင့်ရရှိစေရေးအတွက်ကူညီပံ့ပိုးပေးသွားပါမယ်။ဒါ့ပြင်တောင်သူများတွေကိုကျေးဇူးဆရာသောအပြင်တောင်သူများနှိမ့်တော့ဖွယ်လှယ်ပေးများနဲ့တောင်သူများ၏ခန္ဓာများကိုခန္ဓာစီကွာစွာဖြင့်ကျင့်ပကွန်ပျူတာမှဖြစ်ပါတယ်။အလုံသမားများကဏ္ဍအလုံသမားအင်အားစုများသည့်နိုင်ငံတော်တူးတက်ရေး တည်ဆောက်ရေးအတွက်အခြေခံခံအောင်ဆောင်ရွက်ပြနေတဲ့အင်အားစုများဖြစ်ပါတယ်။အလုံသမားအခွင့်အရေးတွေအပြည့်အဝကြားရှိဖို့ကြိုးပမ်းဆောင်ရွက်သွားပါမယ်။လောက်ခလာသားကြီးများမှုအလုပ်ချိန်အနားယူခွင့်တွေနိုင်ငံတကာနဲ့စံနှုန်းများနဲ့ရရှိစေရေးအလုံသမားဥပဒေပေါင်းတွေမှအကောင့်တွေပေါ်ဆောင်ရွက်ပေးပါမယ်။နိုင်ငံရခြားသွားပြီးအလုပ်လုပ်ကင်နေတဲ့အလုံသမားများကိုလည်းမိခင်နိုင်ငံရဲ့ဥပဒေအကာအကွယ်ရှင်ဆောင်ရှောက်မှုတွေရရှိအောင်ဆောင်ရွက်ပေးပါမယ်။အလုံသမားမိသားစုတွေအတွက်လူမှုဖွံ့ဖြိုးရေးကျန်းမာရေးဆောင်ရှောက်မှုတွေစီးရုံစည်းကမ်း ီတွေကိုလည်းတိုးချက်ဖန်တီးပြီးသွားမှာဖြစ်ပါတယ်။နိုင်ငံကဆက်ဆံရေးနိုင်ငံဆက်ဆံရေးမူဝါဒမှာအစဉ်ဆက်ကျင့်သုံးခဲ့တဲ့လွတ်လပ်ရေးတကြွပြီးဗမလိုက်သောနိုင်ငံသားရေးမူဝါဒကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်အရဒေသတွင်းနိုင်ငံများအိန္ဒိယနိုင်ငံများနဲ့ပုံမှန်ချစ်ချင်ရင်းစွာနေထိုင်ပြီးနိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်းတကြွစွာပူးပေါင်းဆောင်ရွက်သွားပါမယ်။လူငယ်မျိုးဆက်တဲ့ကဏ္ဍနိုင်ငံရဲ့အနာဂတ်ဟာ လူငယ်မျိုးဆက်တွေဖြစ်ပါတယ်။ပြီးွားတဲ့ပညာလက်တွေ့ပါတဲ့အထွေကျုံနိုင်ငံတကာအမြင်ရှိတဲ့လူငယ်မျိုးဆက်တွေကိုထပ်မံမွေးထုတ်ပေးနိုင်ဖို့အထူးလိုအပ်ပါတယ်။မျိုးကိုချစ်စိတ်နိုင်ငံချစ်စိတ်နဲ့အမျိုးသားလုံခြုံရေးအသိရှိကြဖို့စနစ်တကျလေ့ကျင့်ပြောထောင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ခိုင်မာတိကျတဲ့လူငယ်ရေးရမူရာများရေးဆွဲပြီးရေရှည်လေ့ကျင့်ပြောထောင်ဖို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ယူဒီ၄၀ပါတော့မိဘပြည်သူများခင်ဗျာကျွန်တော်တို့ပါတီမှမိသူမိဘပြည်သူများအပေါ် ဂရုကုအမခံပြုလိုပါတယ်။အမျိုးသားကျူးစီပေါ်တူတေးပါတီအနေဖြင့်ပြည်သူလူထုမှရွေးချယ်တင်မြှောက်ခံရသည့်မိမိတို့ပါတီမှပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များမှအောက်ပါလုံခြုံရေးများကိုအမခံဂရုပဲ့ပြုဆောင်ရွက်တော်မှာဖြစ်ပါတယ်။တပြည်သူလူထုပေါ်အကာအကွယ်ပေးမိဦးရီမြပေါ်ပေါ်ရေးအတွက်လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှတဆန်းသမျှဥတီပြုတင်ပြဆောင်ရွက်တော်မူ။နှစ်ဒီမိုကရေစီဇီးကွက်စီးပွားရေးစနစ်နဲ့ဆန့်ကျင်သည့်မတရားသဖြင့် အနိုင်ကျင့်လဝကြီးအုပ်ရှင်ပြိုင်မှုများနဲ့ပြည်သူလူပေါ်မတရားအမျက်ကြီးစားသွေးဆုပ်နေတဲ့အရေးစင်စီးပွားရေးလှုပ်ဆောင်မှုများကိုတွန်းလှန်တိုက်ဖျက်သွားမည်။၃။တပိုင်းတန်းတန်းရာသီတင်းထန်များစိုက်ပျိုးရောင်းချမှုပေါ်အခွန်ကိန်းလုံးခွင့်ရရှိစေရေးနဲ့အခွန်လုံးစည်းများပေါ်ပေါရေးဖော်ဆောင်ပေးသွားမည်။၄။တရားမွေးစည်းဝါပပျောက်ရေးကိုအမျိုးသားရေးတောင်းတရားနေဖြင့်အလေးထားဆောင်ရွက်သွားမည်။၅။မင်္ဂလာသည့်တရားစီရင်စနစ်ပေါ်ပေါက်လာစေအပြင်မြည်သူမဆူတေလူတေခမ်းတေပြိုင်လူကုန်တိခါရှိစွာဖြင့ ညီညွတ်မျှတစွာတရားစင်မှုခံရစီဆောင်ရွက်သွားမည်။၆ပြည်သူလူထုပေါ်ဝန်ထုပ်ဝန်ပေါ်နှင့်ဖိနှိပ်မှုကိုဖြစ်စေသည့်ဥချုပ်ရေးဆိုင်ရာရန်တရားကျိုးနီစနစ်စုံမှန်သမျှကိုတိုက်ဖြတ်သွားမည်။၇နိုင်ငံတော်ဘဏ္ဍာငွေဘတ်ချက်များအလေအလွတ်မရှိစေရေးနှင့်စီမံကိန်းများ၏အရေးတွေတိကျမှန်ကန်မှုရှိစေရေးကြိုးပမ်းဆောင်ရွက်သွားမည်။၈အာဂိလိုက်စားမှုတိုက်ဖြတ်ရေးတွင်တကြစွာပါဝင်ဆောင်ရွက်သွားမည်။၉သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုများနိုင်ငံပိုင်တရားစင်ဒါများကို အလုံးစုံတူးဖော်ထုတ်လုပ်မှုများကိုကာကွယ်တားဆီးသွားမည်30ပြည်သူများမိမိတို့နေထိုင်သည့်အိမ်ခြံမြေများကိုမိမိတို့တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေရေးနှင့်မြေသိမ်းခံရခြင်းများဖြစ်ပေါ်လာပါကနိဒာမှုအခွင့်အရေးများကိုတောင်းဆိုပိုင်ခွင့်ရှိစေရေးအတွက်ဥပဒေပြုကာကွယ်ပေးသွားမည်17ငွေကြေးဒဏ္ဍာရင်အားလူအင်အားဖြင့်အုပ်စုဖွဲ့အနိုင်ကျင့်မှုများမလို့ဩဇာတို့အနိုင်ကျင့်မှုများပပျောက်အောင်ဆောင်ရွက်ပေးမည်ရိုဒီလေးစားအပါတော်မိဘပြည်သူများခင်ဗျာ ကျွန်တော်တို့အမျိုးသားကျူးစီရောတုတ်တဲ့ပါတီဒီအာနာတွက်မဟုတ်ပါပြည်သူလူထုအကျိုးကိုဆောင်ရွက်လို့သောဆန္ဒတစ်ခုတည်းဖြင့်လွတ်တော်နိုင်ငံရေးကိုကြိုးစားနေကြခြင်းဖြစ်ပါတယ်ပြည်သူအကျိုးနိုင်ငံကျိုးအတွက်လက်တွေ့အကောင်အထည်ဖော်ကြိုးပမ်းလှုပ်ဆောင်သွားပါမယ်လို့ဒီနေရာကခိုင်မာဂရုပြုပြောကြားလိုပါတယ်ညီကုန်းကျုံနေဖြင့်ကျွန်တော်တင်ပြလိုတာကတော့ကျွန်တော်တို့ပါတီရဲ့မူဝါဒဟာပြည်သူကျိုးကိုအစွမ်းကုန်ကာကွယ်ပေးမယ်အမျိုးသားကျူးစီရောကိုအမြဲတမ်းဦးစားပေးပါမယ်ပြည်သူတွေရဲ့လူမှုစည်းဝေးဘဝတွေအတွက် လူုံစိတ်ချရတဲ့လူမှုပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးလှုပ်ဆောင်သွားပါမယ်။ထို့သူကျွန်တော်တို့ပါတီကကိုယ်စားလှယ်အများစုကိုမျိုးချင်းချင်းရှိသူအများစုဆောင်ရွက်လူသူဥပဒေရေးရာကြံကျင်သူနယ်ပယ်အသီးသီးတွင်တောင်းထမ်းဆောင်မှုသူနိုင်ငံရေးနှင့်စီမံခန့်ခွဲရေးအပိုင်းတွင်ဘွဲ့ရဘွဲ့လုံပညာရှင်များကိုစီစီရွေးချယ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုယ်စားလှယ်လောင်းများရဲ့အရေးအချင်းနဲ့လူရဲများကိုလေ့လာသုံးသပ်ပြီးကိုယ်ဒေသကုပ္ပီနေမျိုးရများဤအကျိုးစီးပွားနှင့်စစ်မှန်သောအပြောင်းလဲအတွက် မျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီကိုရွေးချယ်မဲပေးကြပါမိဘပြည်သူများနဲ့အတူတိုးတက်မှုအသစ်တွေကိုဖန်တီးတည်ဆောက်ရှင်ပါတယ်ခွင့်ရေးပေးကြပါစစ်မှန်သောအပြောင်းလဲအတွက်မိဘပြည်သူများရဲ့ရင်ထဲကဆန္ဒမဲကိုအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီရဲ့အမှတ်အသားဖြစ်တဲ့ကာရောင်းစင်းကိုမဲပေးရွေးချယ်ကြပါလို့ပြောကြရင်ညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာမိဘပြည်သူများကျမ်းမာရှင်လန်းချမ်းပြေကြပါစေခင်ဗျာ